ဒီမိုင်းကြောင့်လူကတော့တည်တဲ့လူလည်းရှိမလို့အ ਨੇ ဆုံးကတော့မတည်ရင်တောင်မှခြေတော့ပြက်မယ်လက်ပြက်မယ်ပေါ့နော်ဒီလိုမျိုးဒုက္ခိတဘဝကတော့လုံးဝအကျုံကမှာတော့အသေးချာပဲပေါ်ဆုံးအလွယ်တကူဆုံးမြင်ရတဲ့ဟာတွေကတော့ဒီလူနေမိုင်ပေါ့နော် လူခန္ဓာကိုယ် တခုကိုဖြည့်လိုက်လို့ကွဲနိုင်တဲ့ဖြည့်အားကြောင့်ကွဲတာတချို့ဟာရောကျွလို့ကွဲတာအဲ့လိုမျိုးနှမျိုးရှိတာပေါ့နော်နေမိုင်းတာမတောင်းမှဒီဟာတွေရဲ့တက်တန်ကျွန်တော်အမိထဲမှာမြို့လိုက်ပြီဆိုရင်အပေါ်ရံမြရှိုံနဲ့လည်းမကွဲဘူးသူကမကွဲဘူးရီထဲမှာကြားလဲတော့မမပြတ်ဘူးလေသူအလုံးကိုအဲ့တော့အ ਨੇ ဆုံးသူတို့တွေကကျွန်တော်ဒီတိုင်းထားအနည်းငယ်50လောက်တိကျမပြတ်ဘူးမပြတ်ဘူးသူတို့တွေကဘာလို့လဲသူတို့ကဒီ ်နင်းငွေဒဏ်ဒီအထဲအထဲအထဲကိုဘယ်လိုများပျက်စီးစီနေတဲ့ဓာတ်တွေခါနေအောင်လုံပိတ်လုပ်ထားတာလေအဲ့လိုမျိုးလုပ်ထားတာဆိုအဲ့ဒီ name mind ရဲ့ system ကအနည်း90လောက်ထိတိုင်းမြေချင်းမှာမြူထားရင်လည်းတော့မပြက်ဘူးကွဲတာပဲ name mind ကိုအခုလက်ရှိဒီနောက်ပိုင်းသုံးလာတဲ့ဟာတွေကြာရင်လူကိုတော့မတည်ဘူးဒါမဲ့ထိခိုက်တိုင်းရဖြစ်စီတယ်အဲအဲ့ဒီ name mind ရတော့အဲ့လိုမဟုတ်ဘဲနဲ့ name mind ရူးရူး name mind မဟုတ်ဘဲနဲ့ဒီ lip ဘုံတွေ ဒါမှမဟုတ်သူတို့ရဲ့ဒီတိုက်မိုင်းတွေကိုတော့ထောင်ချောင်းနေနဲ့ထောင်ထိုင်းတော့ဒါတော့လုံးဝပြီး90ပဝန်းကျင်ထိလို့ထိခိုက်တာပါနော်ပြီး20ထိရလို့ဝလုံးဝအတိအကျပြည့်စည်တယ်လက်ပြပုံးဆိုရင်တော့9ပြီပလက်ထိ9မီတာထိပေါ့နော်9မီတာထိကိုလို့တည်ကြည်စီရပြီး20ထိကိုလို့ထိခိုက်တန်ရာရှိတယ်ဒါပေမဲ့တိုက်မိုင်းကိုနင်းအဲ့လိုမျိုးမိုင်းအနေနဲ့ထောင်ထားပြီးထားခဲ့လိုက်ရင်တော့တိုက်မိုင်းတို့ဘာလို့အနေရပုံများတယ် ကိုက်အနေနဲ့ဆိုရင်တော့55ကိုက်ထိကိုသူကလိုကိုတီးစီနိုင်တယ်လေအဲအဲ့လိုမျိုးရှိလာတယ်သူကနင်းမဲတစ်ခုထဲကိုထောင်ထားတာမဟုတ်တဲ့ခါကျော်လေဒီကျွန်တော်ဒီတိုက်ပွဲလုပ်တဲ့ချိန်မှာလည်းနင်းမဲတစ်ခုထဲထားခဲ့တာမဟုတ်သူကတိုင်မိုက်တွေနင်းမျိုးစုံတော့ဒီမိုက်တွေနင်းမျိုးစုံနဲ့လုပ်လိုက်တယ်အဲ့ဒါတွေပြထားခဲ့တာပေါ့အဓိကကအလောင်းတွေမှာကျွန်တော်တိုက်ပွဲလုပ်တဲ့ချိန်မှာအလောင်းတွေမှာလည်းသူကအလောင်းကို လက်ပစ်ပုံးကိုစနတာဖြုတ်လိုက်တယ်အလောင်းနဲ့ဖြီးဖြီးထားခလိုက်တယ်ကိုကအလောင်းဆိုပြီးဆွဲလိုက်တဲ့ချိန်မှာစနတာကကြွရတဲ့ခါကျတော့ကိုကရောအဲ့လိုမျိုးတွေကြမ်းထိခိုက်မှုအများကြီးကြုံရတယ်ကျွန်တော်ရဲဘော်တွေပါနော်မင်းကတော့အသုံးပြုတာများလေနော်။ဘာဖြစ်ချင်းပြင်းနေကျွန်တော်တို့ချင်းပြင်းနေအနေနဲ့ဆက်ပြေးနိုင်ငံလည်းဖြစ်တယ်။ပြီးသူအထုလူထုအနေနဲ့တော့တော့ထဲမှာတွာလာမှု ပြက်လို့လည်းမရဘူးအချိန်နေဆိုတော့လေ ဒီလိုအခြေအနေမျိုးနဲ့ကျွန်တော်တောက်လျှောက်ဒီမိုင်းကိစ္စကြောင့်ကြုံလာမဲ့ပြဿနာတော့အကြီးအကြီးဆုံးကလက်နဲ့ငယ်ပြခတ်မှုအထက်ဒီမိုင်းကပိုပြအနေများတာကိုကျွန်တော်ဒီနင်းမိုင်းတိတိလေးတောင်မှနင်းမိလိုက်လို့ခြီမလေးပြတ်သွားရင်တောင်မှဖြစ်ရင်တော့အနေဖြစ်ရတာကိုမိုင်းရဲ့သဘောတရားပေါ့နော်ကျွန်တော်ဂျီဆန်ကခန္ဓာကိုယ်ဖောက်သွားရင်ဂျီဆန်ဖောက်ထုတ်ပြီးပြန်ကုလို့ရလေမိုင်းကမရဘူးလုံးဝဖျက်ထိုးရတယ်အဲ့သူ့ရဲ့ရမ်းရမ်းတုံးထားတဲ့ရမ်းရဲ့အမျိုးအစားရမ်းစိတ်တက်တာပေါ့နော် အဲလူထုတော့ကျွန်တော်ဒီတောင်ပေါ်တွေတော့ထိခိုက်တာ လူထိခိုက်ရုံမဟုတ်ဘူးကျွန်တော်ဒီကျမ်းမာရေးအရာလဲထိခိုက်တာအများကြီးတယ်မိုင်း၃၅ချင်းပေါ့နော်ဒီမိုင်းရိုင်းငွေဒီပေါက်ဒီဖောက်ခွဲလာတဲ့ပေါ်မှာမူတည်ပြီးတော့ကျွန်တော်ဒီအရင်နှုန်းကဒီပွဲတွေမှာတုံးနေတဲ့တရုတ်ပျောက်လေးတွေတောင်မှရောက်ကပိုးတွေဖြစ်စီတာအောင်ဒီမန်းမိုင်းက C4 အမျိုးအစားဖြစ်တဲ့သူတို့ကရမ်းပင်းနေလေတက်ဆူချက်ရောက်ကြတယ် အများဆုံးဖြစ်စီတာပေါ့နော်ပြီးရင်ဒီကျွန်တော်တို့ဒီလက်နေချီစကားစာမှာလည်းအမြောက်တရင်တို့ BE တရင်တို့ဒီမှာဒီပုတ်ကွဲမှုနဲ့အနီးကဆုံးနေလာတဲ့လူတွေကယောဂာတီယောဂာရောအဓိကစီပူးယောဂာတွေရလာကြတယ်အဲအဲ့လိုမျိုးတွေဒီဒီဟာဒီအကြောင်းဒီအသက်ရှူချက်ယောဂာတွေပေါ့နော်ရလာကြတယ်အဲအဲ့လိုမျိုးတွေ ਨੇ ကျွန်တော်တို့ဒီခေါင်းခိုက်ယောဂာတွေပေါ့နော်နေမျိုးစုံနဲ့ယောဂာတွေရလာကြတယ် ဒီ CRM မလုတ်ခင်လေးမှာတို့ထိတ်တန့်လိုဝင်နေပို့တဲ့ဟာဒီပေါ့နော် CN မှာတော့ကျွန်တော်ပြောဖို့တယ်အဲ့ဒါလေးဆိုရင်တို့ကဓာတ်ုပ်ပစ္စည်းပါသေးတယ်အဲ့ဒါလေးဆိုရင်ပို့ဆိုသေးတယ်သူရဲ့အမရဆတစ်ချက်လေးထိလိုက်တာနဲ့ဒီလက်မောင်းလေးမှာထိလိုက်တယ်အရေပြားလေးထိသွားရင်ဆိုရင်တောင်မှသူ့မှာယောဂါနဲ့ရလာတယ်အဲ့အဲ့လိုမျိုးဟာတွေရှိတယ်တချို့တွေကတချို့တချို့ရရင်တို့ကဒီဘောစီမပါဘူးအတံမိုင်းလိုအငွေးမိုင်းတွေရှိတယ် အဲ့အငွေမိုင်းကိုအဲ့အငွေမိုင်းကြောင့်ဒီမျက်လုံးတွေကိုဘောနော် အမြင်ယုံပြပြစီရယ်ဘောနော်ပြီးရင်အာယုံကြောထိခိုက်ရှိတဲ့အကြအမြင်တွေကိုအတိတ်ကအကြအမြင်ကိုဖြစ်စီတာဘောနော်အဲ့အနက်ကိုရပြီးသွားရင်ဥတီချက်မရှိတော့ဘူးမလုတ်ချင်တာမြင်ရမြင်ရရှောက်လို့တော့တာအဲ့လိုမျိုးထီကိုယူချောင်ချောင်ဖြစ်သွားတဲ့ထီကိုဖြစ်နိုင်တဲ့ဓာတ်တို့လက်နဲ့တည်းရော အခုအသုံးပြုလာကြတယ်အခုဒီမြန်မာနိုင်ငံမှာဆိုအသုံးပြုလာတာတော်တော်များရှိတာပေါ့နော်ဒီမိုင်းအမျိုးအစားထဲမှာကျွန်တော်ဒီတော်လိုင်းတပ်ဖွဲ့တွေဆိုတော်တော်များကြုံကြတယ်ရှီတန်းရောက်ရှင်ဒါဘာမိုင်းမလို့လဲအစားအနာကလည်းထိတာလည်းမဟုတ်ပဲနဲ့အငွေတွေဖြစ်လို့ဘာဖြစ်လို့ဒီလိုမိုးသွားလဲတတိမိသွားပေါ့နော်အဲ့လိုမျိုးဖြစ်တာတွေလည်းသူတို့ကြုံလာတယ်အခုလည်းစီးတခုသွားလိုက်ပြီဆိုရင်ရဲဘော်တယောက်ကနေမိုက်တခုလက်ပြုံးတစ်လုံး အများအားဆောင်ထားရတယ်။တိုင်မိုင်းတို့ဘာလို့ကြံသူကတဆုအလိုက်တဆုအလိုက်နဲ့သူကရည်အတွက်နဲ့ယူရတယ်ပေါ့နော်။ဒီလိုမျိုးမှာအဓိကနင်းမိုင်းတို့ဘာလို့နင်းမိုင်းရဲ့အဓိကဒီလက်ပစ်ပုံးတို့ဘာလို့ကြတော့ဒီအလွယ်တကူတုံးတာပေါ့နော်။ကြာလာလို့ရှိရင်မှတစ်နှစ်နှစ်နှစ်သုံးနှစ်လောက်ကျော်သွားပြီစစ်စင်းကာလကျော်သွားပြီဆိုရင်သူမိုင်းထောင်ထားတဲ့နေရာရာတီဦးသူကသုံးခါလောက်ပြောင်းလဲပြီလေ။အနေရမတည်တော့ဘူးမတည်တော့ထားခဲ့လိုက်ရပါတော့အဲဒီလိုမျိုးတွေတော့အများကြီးပဲဒါတော့ရှေ့စမြဲပဲ မဖြစ်မနေအခုဒီချင်းပြည်နယ်မှာစခန်းနေရာလဲအဲ့စခန်းပတ်လည်မှာတို့ကမန်ရအခုဘာဘာတရာတို့ပါဆိုနေယာနဲ့ချီပြီးပတ်လည်ထောင်တာဟာလေတကယ်တကယ်ကဒီမြန်မာနိုင်ငံစစ်အစိုးရရဲ့စစ်စာသဝက်မှုတွေပေါ့နော်တော်လေရွှေနုံကနေမလုံနိုင်ဘောဆိုရင်ကျွန်တော်ကရောင်းကနေပြည်သူလူထုတရက်လုံးကလုံနိုင်တဲ့အတိုင်းတာကတော့စစ်တလင်းနယ်မြေနဲ့စစ်သားတွေရဲ့ ဒီအခြေစိုက်နယ်မြေတွေပေါ့နော်ဒီဒီမှာလုံးဝအသိပြီးတော့မပတ်သက်ပဲနဲ့အရင်ဆုံးဒီမိုင်းလုပ်ငန်းတွေကျွမ်းကျင်နေမိုင်းတည်နေရမိုင်းထောင်တက်တဲ့နေရာတွေကျွမ်းကျင်နေလို့အရင်ဆုံးသုံးပြုများရှာဖွေဖို့ပေါ့နော်မိုင်းရှာနေတွေမိုင်းဖော်နေတွေသူကနေစနစ်တွေအများရှိတာ ਉ အာဒီစနစ်တွေနဲ့အရင်ရှင်းလင်းပြီးမှစနစ်တကျနဲ့လုံးတင်နေပေါ့နော်အဲ့လိုမဟုတ်ပဲနဲ့တောင်ဝါလောက်တာပဲဖြစ်စခန်းတွေရောက်တာဖြစ်ဖြစ်စက္ကစားတွေပဲဖြစ်ဖြစ် ဒီစစ်သားတွေလာသွားပြီးရောက်သွားပြီးဆိုရင်တော့အလွယ်တကူဘယ်လိုပြောမလဲနမောနမဲနဲ့ချက်ချင်းလုပ်ငန်းကိုတဲထဲမှာဆိုရင်လည်းတဲထဲမှာချက်ချင်းလုပ်ပြီးအလုပ်ဆက်လုပ်ချင်းမဟုတ်ဘဲနဲ့စစ်သားတွေလာတော့တဲ့တည်ရင်တော့အာမိုင်းရှိတတ်တဲ့မိုင်းတရီဆိုတဲ့အတိစိတ်နဲ့ပြီးသူတည်ရလုံးပေါ့နော်မိုင်းရှိတတ်တဲ့မိုင်းထောင်တာရှိတတ်တဲ့ဆိုတဲ့အတိတရီလေးနဲ့အမြဲတမ်းကျွန်တော်ဒီအဖွဲတဖွဲနေပေါ့နော် ချိတ်ဆက်ပြီးတော့အခုပြည်နာမှာရှိတဲ့တပ်ဖွဲ့ဝင်တွေရှိတယ်နေသူတို့သတင်းပို့ပြီးတော့အာတီတမန်တွေမှာစစ်သားတွေလာတော့လည်းမိုင်းထောင်မိမလားတခုဖြစ်မလားဆိုတော့အရင်ရှင်းလင်းပြီးမှလှုပ်ဆောင်ကြမယ်ဆိုရင်တော့အကင်းဆုံးဖြစ်မယ်လို့တော့ကျွန်တော်မြင်တယ်